အာဆက်ကိုပြန်လည်လွှဲပြောင်းပေးရန်ရုရှားအစိုးရအားထက်မှန်တောင်းဆိုမော်စကိုမှာခိုးလှုံနေထိုင်ခွင့်ပေးထားတဲ့တမရဟောင်းအာဆက်ကိုစီးရီးယားကိုပြန်လည်လွှဲပြောင်းပေးအပ်ဖို့တမရအာမတ်အရှာရာကရုရှားအစိုးရကိုထက်မှန်တောင်းဆိုထားကြောင်းမတ်လ22ရက်အရှိအလဲပိုင်းနဲ့ရုရှားအစိုးရသတင်းတွေမှာဖော်ပြထားတာကို ရိုက်တာသတင်းမှာဖော်ပြထားပါတယ်မလ20ရက်ကတာမရအာမက်အရှာဝါစီကိုဗလာဒီမာပူတင်ကအသွင်ကိုပြောင်းရင်းနဲ့ နိုင်ငံတွင်တည်ငြိမ်ရေးတွေရဖို့အစီရီးယားအစိုးရရဲ့အဆောင်ရွက်မှုတွေကိုထောက်ခံသလိုဆက်လက်ကူညီထောက်ပံ့ပေးသွားမယ်လို့တရားဝင်သတင်းစကားပေးပို့ခဲ့ကြောင်းရုရှားအစိုးရကသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။အဆိုပါသတင်းထုတ်ပြန်ချက်အပြည့်ရပိုင်းမှာတမရဟောင်းအာဆက်ကိုစီရီးယားကိုပြန်လည်လွှဲပြောင်းပေးအပ်ဖို့ရုရှားကိုထပ်မံတောင်းဆိုထားတယ်ဆိုတဲ့သတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ တာမရဟောင်းအားဆက်ကုန်စီးရီးယားကိုပြန်လည်လွှဲပြောင်းပေးအပ်ဖို့အတောင်းဆိုမှုနဲ့ပတ်သက်လို့မော်စကိုခရမလင်နန်းတော်ကသဆုံးတရားဝေဖန်မှတ်ချက်ပေးပြောဆိုတာမရှိဘူးလို့ရုရှားအစိုးရသတင်းတွေကဖော်ပြထားပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။